တွေရဲ့ယုံကြည်ထောက်ခံမှုမရရင်ဒီဖက်စစ်အကြမ်းဖက်တပ်ဟာအချိန်တိုတော်တဲ့မကြခင်ပြုတ်ကွဲတော့မှာဖြစ်ပါတယ်ကျွန်တော်အခုဆိုရင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကောင်းများနဲ့အတူတိုင်းသားဒေသ စစ်မြေပြင်အနီးတနေရာကနေပြည်သူပေးရတဲ့တာဝန်တွေကိုတန်ဆောင်းသမျှကြည်ပြစွာထမ်းဆောင်ရင်းလူဦးတော်လိုင်းရေးအတွက်အားတစက်နိုင်ငံသားကောင်းတူသမိုင်းပြည်တာဝန်ထမ်းဆောင်နေသောနိုင်ငံသားတူအဖြစ်ဆောင်ရွက်နေပါတယ်ဒီကနေ့ပြည်သူကိုတင်ပြဂျင်နာရီရှိလို့တိုက်ရိုက်ထုတ်လင်းခြင်းဖြစ်ပါတယ် ပြီးခဲ့တဲ့19ရက်20ရက်ရက်2ရက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်နေဦးတော်လိုင်းရေးရဲ့သမိုင်းတလျှောက်၄နှစ်ကျော်ကာလသမိုင်းတလျှောက်မှာထူးခြားပြောင်မြောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်တွေကိုကျွန်တော်တို့ထူးထူးခြားခြားအသိမှတ်ပြုလေးစားဂုဏ်ပြုကြရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့နေ့ရက်ကဆိုရင်တောင်ငူလီတာစကန်ဌာနချုပ်ကို ဖြစ်ဖြစ်ရရောက်တဝီးပြစ် short tight ဒုံးနေတိုက်ခိုက်နိုင်ခဲ့တဲ့ဖက်စစ်တော်လိုင်းရေးတပ်ဖွဲ့တွေတန်တောင်ကြီးစစ်အခြေဆိုင်စခန်းကို short tight ဒုံးနေတိုက်ဖြစ်ဖြစ်ရောက်တိုက်ခိုက်နိုင်ခဲ့တဲ့အောင်မြင်မှုသတင်းတွေနဲ့အတူမနေ့တုန်းကကြားသိရတဲ့ KIA ကချင်းလွမြောက်ရေးတပ်တော်ပြည်သူ့သူရဲကောင်းတွေရဲ့ဖက်စစ်အကြမ်းဖက်လီဒတ်ရဟရင် 3စီးတည်းက2စီးကိုပြစ်ချတိုက်ခိုက်နိုင်ခဲ့တဲ့ဝမ်းမြောက်ဂူယွန်ပွဲသတင်းတွေဟာပြည်သူတိုင်းသားအလုံးအတွက်ကြော်ရှင်မှုတွေကျင့်တတ်မှုတွေဂုံယူဂုံပြုမှုတွေနဲ့အတူငါတို့တွေအလုံးစစ်ကြုံဘွားကလွတ်မြောက်ဖို့လုံးဝနီးကပ်သွားပြီတေချာတာကတော့တေချာနေပြီလုံးဝနီးကပ်လာနေပြီမကြခင်ငါတို့နိုင်ငံဟာဖက်စစ်လူသက်အာဏာရှင်စနစ်အောက်ကနေအပြီးတိုင်လွတ်မြောက်ပြီး တိုင်းသားအလုံးပေါင်းစုရည်စူးကြိုးပမ်းနေတဲ့ Federal Democracy လွတ်လပ်သောပြည်ထောင်စုနိုင်ငံတော်အစ်မပျော်ရွှင်ငြိမ်းချမ်းစွာလူဖြစ်ခွင့်ရတော့မှာပါလားဆိုတဲ့တေချာမှုတွေဟာကျွန်တော်နိုင်ငံသားအလုံးအတွက်သွေးစု노ကြွနော်တော့နွေးတော်လိုင်းရင်မှာပန်းလျက်နွမ်းလျက်ခဲ့တာတွေကနေအပန်းဖြေလေးဖြစ်လာခဲ့ပါတယ်ဆက်တမ်းမှာပဲကြည့်မယ်ဆိုရင်ဖက်စစ်အကြမ်းဖက်စစ်တပ်ကြီးဟာဥပမာဆိုရင ကချင်းကရင်နယ်စပ်မှာရှိတဲ့ဟာနှစ်ပေါင်း၄560ထိုင်ခဲ့တဲ့စစ်စခန်းကြီးတွေရခိုင်ရခိုင်1980ကျော်ကာလတော့ဟာဆိုရင်လာတပေါင်းလာနဲ့ချီပြီးတော့တိုက်ခိုက်တိမ့်ပိုက်ရတော့မလွယ်ခဲ့တဲ့တပ်စခန်းတွေဟာဆိုရင်အခုဟာနိုင်ရီပိုင်းနိုင်ရီဝက်ဒီလောက်နဲ့ပဲတပ်စခန်းတွေတစ်ခုပြီးတစ်ခုဖက်စစ်တပ်ကစွန့်ခွာထွက်ပြေး နော်ထိုင်းထိုင်းနေစကစကန်းနေဆိုရင်တို့ဝင်တိုက်ပြီဆိုတဲ့လက်နက်တွေကိုအိမ်သားချင်းတွေမြေကြီးတွေမြုပ်ချက်ချင်းထိုင်းဘက်ကိုထွက်ပြေးစကန်းတွေတစ်ခုပြီးတစ်ခုစကန်းတွေဆိုတဲ့နေရာမှာစကန်းကြီးတွေဂျီဟွာမြောက်စကန်းကြီးတွေတစ်ခုပြီးတစ်ခုစွန့်ခွာထွက်ပြေးနေတဲ့ဖက်စစ်တပ်သားတွေရဲ့မြင်ကွင်းတွေဟာလက်ရှိဖက်စစ်အကြမ်းဖက်တပ်ထဲကအုံနောက်ညံနေသူတချို့ကြွေးကြော်နေတဲ့ငါတို့စစ်တပ်ကြီးကဘယ်တော့မှမပြိုကွဲနိုင်ပါဘူးတရုတ်နဲ့ရုရှားတို့လိုကမ္ဘာအင်အားကြီးနိုင်ငံတွေကထောက်ကူပြုထားတဲ့ငါတို့ ကြီးရည်လေးခင်မီစစ်တပ်ကြီးကဘယ်တော့မှမဆုံးနိုင်ဘူးဆိုတော့ကျွေးကြော်တန်တွေဟာသေးသေးရေသွန်အချီးနီးဖြစ်လာခဲ့ပြီလို့တက်တည်ဖြစ်ပါတယ်ဘလောက်ပဲအင်အားကြီးကြီးဘလောက်ပဲကြီးရည်လေးစစ်တပ်ကြီးကိုပိုင်ထားပိုင်ထားဘလောက်ပဲနိုင်ငံတရံဇာတာကိုထင်းသလိုအသုံးပြုခွင့်ရှိရှိဘလောက်ပဲမိစ္ဆာကပအင်အားကြီးနိုင်ငံတွေရဲ့ထောက်ခံမှုကိုရရပြည်သူတွေရဲ့ယုံကြည်ထောက်ခံမှုမရရင် ဒီဖက်စစ်အကြမ်းဖက်တပ်ဟာအချိန်တိုတော်တင်မကြခင်ပြုတ်ကွဲတော့မှာဖြစ်ပါတယ်အခုဆိုရင်ရပိုင်းတော်တွင်တောင်ငူလီတပ်ဆိုရင်တိုက်လင်နှစ်စီးနဲ့အထက်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းအခုရဟရင်နှစ်စီးနှစ်စီးအနက်ကတစ်စီးကိုမီးလောင်ပြာကျနေတဲ့ပုံလူမှုကွန်ရက်တွေမှာပြန့်နှံ့လာတဲ့အနေအထားကိုကြည်ကျင်းအားဖြင့်ဖက်စစ်တပ်ဟာသူတို့ရဲ့နောက်ဆုံးစွမ်းဆောင်ရင်ဖြစ်တဲ့လေတက်ကစွမ်းဆောင်ရည်ဟာတဖြည်းဖြည်း စုတ်ယုတ်ကြဆင်းထိခိုက်နေပြီဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ထိုဒီဒီချိန်ထဲမှာပဲလေတက်ကပိုင်းလော့တွေလေတက်ကလူသက်သမားတွေရဲ့မိသားစုတွေကိုပါမကြံပြည်သူတရက်လုံးကအွန်လုံးနာယွန်ရှာမုံတီးပြီးဖက်စစ်လေတက်ကအဆက်နွယ်လို့ကြားသိရတာနဲ့တင်တွေ့ရတင်ချိုင်းဒါမဆိုင်กว่าလို့ကြွေးကြော်တန်းနေညံပွက်လာတာဟာလည်းပဲဖက်စစ်လေတက်ရဲ့ဒီနေ့ရောမနေ့ပြန်အနာဂတ်အတွက်ပါ လုံးဝမကောင်းတဲ့လက္ခဏာဖြစ်ပါတယ်ဒါပါလဲပြည်သူဗန္ဒာနဲ့ပြည်သူကိုကောက်ွယ်ဆောက်ရှောက်ဖို့ဝေယူထားတဲ့အစွမ်းမြင့်လေတက်လေရင်တွေလက်နက်တွေကိုဖက်စစ်အကြမ်းဖက်လူသက်စစ်ဘိုလ်တစုကောင်းစားရေးအတွက်ပြည်သူတရားလုံးကိုရဲဆက်ဆက်တပ်ဖြတ်နေတဲ့အတွက်ကြောင့်လူသက်သမားတို့ရဲ့နောက်ဆုံးသွားရလမ်းအလုံးဆံမြန်းကြရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီကနေ့တက်လာတဲ့ဗမော်ဘက်က ရိုက်ရင်၃စီးနဲ့နော် ARD မြေကမ်းတစ်ဘေးကတောင်ကမ်းတစ်နေရာမှာစစ်ကူလာပို့တဲ့မြင်ကွင်းလေးကိုပဲကျွန်တော်ဖြန့်တွက်သုံးသပ်ပြီးတော့လက်ရှိဖက်စစ်တပ်ရဲ့နောက်ဆုံးဗယုံမင်းရဲ့အခြေအနေကိုတင်ပြရင်းပြည်သူ့ကာကွယ်ရေးတပ်တွေကိုမင်းကိုနိုင်လည်းမကြမကြခင်ကပြောပြီးပြီကာကွယ်ရေးဝန်ကြီးလည်းမကြခင်ကပြောပြီးပြီအထွေထွေထိုးစစ်ကြီးစတင်တော့မယ်ဆိုတဲ့ပေါင်းစုညီညွတ်မှုတိစောက်နိုင်စွမ်းတဲ့အကြောင်းလည်းပြသပြီးပြီဖြစ်တာမို့လို့ ျိုကွဲတော့မဲ့ဖက်စစ်တပ်ရဲ့နောက်ဆုံးအခြေအနေကိုမနေ့တုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ရှင်းပြီးကျွန်တော်ပြောပြချင်ပါတယ်။အဲ့တော့ကန္နာလေးပါ။အရာမြေကန္နာလေးတစ်ခုရဟန်းရင်စင်းကွင်းရယ်လို့တတ်တတ်မတ်မတ်ပြင်ဆင်မထားနိုင်သေးတဲ့ကန္နာလေးတစ်ခု။ဘာကြောင့်ပြင်ဆင်မထားနိုင်သေးလဲကျွန်တော်ပြောလဲဆိုရင်ပထမဆုံးရဟန်းရင်စင်းလာတဲ့အချိန်မှာတွေ့ပါလိမ့်မယ်။ဘေးနားမှာသွမိုးပိုင်းတွေလိုမျိုး plastic အပိုင်းတွေလိုမျိုးအပိုင်းတွေလွင့်ပြန်ပြီးတော့ဖြူဖျင်းနဲ့ပြန်ပြန်လွင့်ပြန်တက်နေတာကိုကြည်ချင်းအဖြစ်ဒါဟာ ရဟယင်ဆင်းမဲ့ကွင်းတစ်ခုအဖြစ်တောင်စနစ်တကျပြင်ဆင်နိုင်ဇမန်ပြင်ဆင်နိုင်တဲ့အခြေအမရှိတော့ပဲတွေ့ရကွင်းပြောင်တွေ့ရလေကွင်းမှာရဟယင်၃ဆင်းနဲ့ဂမန်ကနန်လာပြီးတော့အထုပ်တွေရိတ်ခါတွေလက်နက်ခဲယမ်းတွေပစ်ချဒဏ်ရာရတဲ့လူတွေထွက်ပြေးမဲ့လူတွေကိုကယ်ဆယ်ဖို့ဥပမာပြောရရင်တော့ဖလော်ရိုင်းသမ္မတမာကိုစ်တို့လက်ထက်ကနော်ရဟယင်နဲ့ကတော်ကမြောင်အလူရဲ့ပြေးနေတဲ့ရုပ်ရှင်တွေတွေ့ရပါလိမ့်မယ်နောက်ဆုံးရှုံးတော့မဲ့ ရှုံးနေတဲ့အချိန်မှာယဟန်ကလာကယ်ထုတ်ချက်ချင်းတက်ကုန်မော်အလူရပြေးတဲ့အဲဒီပုံစံမျိုးပဲအခုလည်းပဲစနစ်တကျပြင်ဆင်ထားခြင်းမရှိသေးတဲ့ကာနာတကုန်ပထမဆုံးယဟန်ကဆင်းလာတဲ့ဆင်းလာတဲ့အချိန်မှာအစင်းသစ်စောင့်နေတဲ့ထွက်ပြေးတော့တဲ့ဖက်စစ်တပ်သားတွေကအလူရပြေးပြီးတော့ယဟန်ကိုပြစ်တက်နေကြတဲ့အချိန်နော်ပြစ်တက်သွားပြီပထမယဟန်ရင်တက်တယ်အဲ့ဒီမှာဒုတိယယဟန်ရင်ထပ်ဆင်းလာတယ်ပထမယဟန်ရင်ကပြန်တက်ပြီအဲ့ဒီပထမယဟန်ရင်စပြီးတော့ပြန်တက် တဲ့အချိန်မှာပဲပထမဆုံးဘုံသီးတွေကြတာကိုတွေ့ရပါလိမ့်မယ်။ဒေါ်လိုင်းတပ်ဖွဲ့တွေကနေကျဲချတဲ့ဘုံတော်လကောင်းတာဝေးပြစ်တော်လကောင်း RPG အနီးကပ်ပြစ်တဲ့ RPG တော်လကောင်းတစ်ခုခုရဲ့ပြစ်ခတ်မှုကြောင့်ပထမဆုံးရဟန်းရင်စပြန်ပြီးတော့တက်တဲ့အချိန်မှာပဲသူ့ရဲ့အနောက် guide 100ကျော်200ခန့်အကွာမှာထပ်ပေါက်ကွဲတာတွေ့ရပါလိမ့်မယ်။အဲ့ချိန်မှာဒုတိယရဟန်းရင်ကဆင်းလာပြီ။ကတော်ကမျိုးပြေးလာပြီးတော့အပြေးတက်ကြပြီ။နော်။အပြေးတက်ပြီးတော့ရဟန်းရင်မြေကြီးမှာရောက်ပြီးတော့ပြေးတက်နေတဲ့အချိန်မှာပဲ တတိယရဟန်းရင်ကပြန်ဆင်းလာပြီးတော့ပထမရဟန်းရင်ရက်ခဲ့တဲ့နေရာနားလေးမှာဝဲပြီးအထုပ်တွေသူပစ်ချတယ်နောက်ကနေပစ်ချပစ်ချပြီးသူမြေကြီးပေါ်မဆင်းရသေးခင်မှာပဲသူ့ရဲ့တောင်ပံနားလေးမှာအပေါ်ဒီ propeller အာဒီနားလေးမှာပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ပြီးတော့သူဟာထိခိုက်သွားတယ်ထိခိုက်သွားတဲ့အချိန်မှာအဲ့ဒီရဟန်းရင်ဟာအထုပ်တွေပစ်ချရုံမဲ့ပစ်ချနိုင်ခဲ့ပြီးတော့လူသူ့လူပေါ်လူလည်းမချနိုင်ဘူးထပ်လိုက်မဲ့လူလည်းမတင်နိုင်မဲ့သူချက်ချင်းပြန်တက် တန်တဲ့တဲ့ချိန်မှာပဲဒုတိယယဟန်ယင်ကသူ့ရှေ့တွင်ပဲတတိယယဟန်ယင်ရဲ့ဒလက်တွေကိုဘုံထိသွားပြီဆိုတော့တွေ့တော့သူလည်းပဲချက်ချင်းမှပြန်တက်တယ်ပြန်တက်တဲ့ချိန်မှာကျွန်တော်ကကြည့်နေတာဟာအဲ့ဒီဒုတိယယဟန်ယင်ကသူ့နောက်မှာတက်နေတဲ့လူတွေအထုပ်တွေကိုပြီးစည်းအောင်မတင်နိုင်ဘူးအတင်းပြန်တက်ပြီးတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တေးချာချက်ကြည့်တော့သူ့ဘော်ကိုတက်နေတဲ့စစ်သားတွေကိုကန်ချနေတာတွေ့ရတယ်တွေ့ပါလိမ့်မယ်တေးချာကြည့်ဒုတိယယဟန်ယင်အတင်းအလူရဲ့ပြန်တက်တဲ့ချိန်မှာနောက်ဘော်ကနေပြီးတော့ သူ့ပေါ်အတင်းအလူရက်တက်နေတဲ့စစ်သားတွေကိုကန်ချလို့အ ਨੇ သော၄ယောက်နဲ့အထက်ပြုတ်ကျနေအောင်တွေ့ရပါလိမ့်မယ်။ဒီအခြေအနေတွေကိုကြည်ချင်းအားဖြင့်ဖက်စစ်အကြံဖက်တက်တဲ့လေးတက်နဲ့ကြီးတက်ဟာဘလို့မှပေါင်းစည်းလို့မရနိုင်တော့ဘူး။အခါခွင့်တင့်လာရင်ကြီးတက်ကကောင်းတွေကိုလေးတက်ကကောင်းတွေကပညာပေးမယ်။အခုလိုရဟရင်ဘွားစောင့်ကန်ချခံရတာဒီမကြခင်ဆက်လက်ဖြစ်ပေါ်လာမယ်။ဒုနည်းတူသာပဲရဟရင်မောင်းနဲ့ပိုင်းတော့ဆိုတဲ့ကောင်းတွေအခုမျိုးထက်အောင်လို့လူတက်ကောင်းတွေ မီးလောင်ကျွမ်းပြာကျပြီးတော့ပြည်သူရဲ့เนาะတစ္ဆာတွေစူးရှတယ်ပြည်သူတစ္ဆာပေါ့တို့တွားရလမ်းလူတက်ကောင်တို့တွားရလမ်းမီးကျွန်းနဲ့ body တွေဖြစ်မကြခင်ဆက်လက်မြင်တွေ့ရမယ်ဒါဒီလိုခြေနေတွေကြီးကြီးအဖြစ်เนาะဒုတိယယဟန်ရင်ဘဝနေကန်ချတဲ့အချိန်မှာလေးရောက်တဲ့အထက်ဟာပြုတ်ကျပြုတ်ကျပြီးတော့ချက်ချင်းအတော်ကမျိုးထပြီးထွက်ပြေးသူတို့ရဲ့မနေ့တော်ကဖြစ်တဲ့မြင်ကွင်းတွေကိုကြည်ကျင်းအားဖြင့်ဩတစ္ဆပေါ့တို့တွားရလန်းနောက်ဆုံးတော့ ီစခန်းမဲ့မြန်းရတာပါလားအလူရဲ့ခွေပြေးဝက်ပြေးတေပြေးရှင်ပြေးထွက်ပြေးနေကြတဲ့ဘဝရောက်ကြရှာပါလားဟမ်ငါတို့ဘယ်တော့မှမပြိုကွဲနိုင်ပါဘူးဆိုတော့နိုင်ငံတော်အစ်စ်ရှိတဲ့စစ်တပ်ကြီးဟာတစ္ဆေဘောက်တို့တွားရလမ်းအတိုင်းခုဆိုရင်တစတဲ့တစပြိုကွဲနေပါဘောလားကျွန်တော်ဒါကိုစစ်သားဟောင်းတယောက်အနေနဲ့သုံးသပ်ပြီးတော့မပူပါနဲ့မင်းတို့တွေဖက်စစ်အကြမ်းဖက်စစ်တပ်ကြီး မရှိတော့လို့နိုင်ငံပြိုကွဲသွားမယ်ဆိုရဲမင်းတို့ဖက်စစ်ဗိုလ်ချုပ်တွေရဲ့ဝါဒမှိုင်းအောင်မှာမင်းတို့မပူပါနဲ့မင်းတို့ဖက်စစ်တပ်ကြီးမရှိတော့တဲ့အချိန်အစင်းသိအစားထိုးနေရာဝင်ယူနိုင်တဲ့ပြည်သူကာကွယ်ရေးတပ်တွေဟာအခုစနစ်တကျတဖြည်းဖြည်းတဖြည်းဖြည်းဖြူဟာမြောက်တမအစင်းစုဖွဲ့ပြီးပြင်ဆင်အစင်းသိဖြစ်နေပြီးအထွေထွေထိုးစစ်ကြီးလည်းစတင်တော့မယ်လို့ကြေညာပြီးဖြစ်တယ်အဲ့တော့အထွေထွေထိုးစစ်ကြီးတော့မစသေးဘူးခွေးပြေးဝက်ပြေး ပြင်းနေကြတဲ့မင်းတို့ရဲ့အခြေအနေတွေကိုကြည့်ပြီးအခုမင်းအောင်လှဟာဆိုရင်သူအားကိုတဲ့တရုတ်ဒိုမီနစ်ရှီချင်းဖြင့်တကယ်တော့နောက်တစ်ချိန်မှာຫນွေဦးတော်လိုင်းရဲ့အကြောင်းတမိုင်းတင်ကြားတိုင်းမျက်ရည်ဝိုင်းရမယ်ဆိုရင်ရှီချင်းဖြင့်နဲ့မင်းအောင်လှဆိုတဲ့နှစ်တွဲကိုဘယ်တော့မှကျွန်တော်သားစီမြေးဆက်မေ့ကြမှာမဟုတ်ဘူးအဲ့တော့မင်းအောင်လှဟာသူအားကိုတဲ့ရှီချင်းဖြင့်သူအားကိုတဲ့ပူတင်အခုဆိုရင်ပူတင်ရုရှား အမေရိကန်ရဲ့ Wi-Fi ပိတ်ချုပ်ပိတ်ဆို့ထိန်းချုပ်မှုအနေထားကြောင့်မဖြစ်မနေစစ်ဆက်ညီနိုင်ရေးနဲ့ယူကရိန်းစစ်ရပ်တန့်ဖို့ရေလှုပ်လာရပြီပူတင်ကိုဥရောပကကောင်းကောင်းပညာပေးတာခံရပြီးပူတင်ဘလို့မှနလန်မထူနိုင်တော့ပဲတရုတ်ကလက်ခစားတရုတ်ရဲ့အခိုင်းအစည်းခံဘဝကိုရုရှားနိုင်ငံကြောက်ရောက်သွားခဲ့ပြီဖြစ်တယ်ဒီချိန်မှာပဲတရုတ်ကိုကုံသွယ်စစ်ပွဲနဲ့တကွတရုတ်ကြိုးပမ်းမဲ့ကဘာပတ်လွှမ်းခြုံမဲ့သူ့ရဲ့စီမံကိန်းတွေကို မရိကန်နဲ့ကမ္ဘာနိုင်ငံကြီးတွေကဝိုင်းပတ်ပိတ်ဆို့ပြီးတော့တရုတ်ရဲ့မိတ်ဆာကွန်မြူနီဝါဒကိုတင်းသက်ဖို့ကြိုးပမ်းလာတာဟာအခုဆိုရင်ကာတာ UAE အရှေ့လေပိုင်းနော်အခုအီရန်ကိုနောက်ဆုံးမျက်စပစ်ထားပြီးပြီမကြာခင်မှာအီရန်ငြိမ်ဝတ်သွားပြီဆိုတာနဲ့ဘင်္ဂလားဒေ့ရှ်နေဆက်နဲ့အိန္ဒိယသမုဒ္ဒရာတခွေမှာဖြန့်ကျက်လာမဲ့ကမ္ဘာစစ်အင်အားတွေဟာကွန်မြူနီမိတ်ဆာဝါဒ ကိုအရှိတောင်အာရှကနေတင်းတက်ဖို့ဒီကြိုးပမ်းလာတော့မယ့်အနေအထားဖြစ်တဲ့အတွက်ကြောင့်မင်းအွန်လိုင်းဟာလည်းပဲကွန်မြူနစ်နှုတ်သက်ခံဆိုနေရတဲ့ဖက်စစ်ကွန်မြူနစ်အာဏာရှင်စနစ်နဲ့အသက်ရှင်နေရတဲ့အနေအထားကနေနောက်ဆုံးညီကုန်းချွတ်တော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကဖက်စစ်ကွန်မြူနစ်ရဲ့နှုတ်သက်ခံဆိုနေတဲ့လူမျိုးကြားတိုင်းတစ်ပါးသားတို့ရဲ့ဩဇာခံအာဏာရှင်စစ်တပ်စစ်ဘုစစ်သားတွေအဖြစ် ကိုယ်နိုင်ငံသူနိုင်ငံသားတွေကိုပြန်တက်နေကြရတဲ့လူသက်သမားအလုပ်ကိုလုပ်နေကြရတဲ့စစ်သားတွေကိုကျွန်တော်ပြောချင်တာဖြစ်တယ်။မင်းတို့မကြခင်ပြိုကွဲတော့မယ်။မင်းတို့မကြခင်စီးရီးယားကအာဆတ်ရဲ့စစ်တပ်လိုမျိုးဖြစ်သိမ်းခံရတော့မယ်။မင်းတို့မကြခင်အာဆတ်လေရင်နဲ့ထွက်ပြေးသလိုမျိုးမင်းအွန်လိုင်းလေရင်နဲ့ထွက်ပြေးတဲ့ခါမှာကူရမဲ့ကေရမဲ့တောင်မြင်လွတ်တဲ့ခွေးပမာတခင်ပြောက်တဲ့ ဘဝနဲ့မင်းတို့အတိဒုက္ခရောက်ကြတော့မယ်အဲ့ဒီအချိန်မှာတိုင်းသူပြည်သားတရက်လုံးဟာ၄နှစ်ကျော်အန်ကျိတ်ငုံခံခဲ့ရတဲ့နာကြီးလုံးတဲ့အခြေအနေတွေကနေမင်းတို့ဘလို့မြေဝန်းနဲ့ပြည်သူတွေကိုပြန်ကြည့်မှလဲမင်းတို့တွေကိုလာကာပြစ်ပေးမဲ့လေရင်မရှိတော့တဲ့ဒီနေ့မင်းတို့တွေရဲ့စိန်မြောင်းတွေမင်းတို့တွေရဲ့အမြောက်တွေမှာထက်ပြရမယ်ဘုံစံတွေမရှိတော့တဲ့ဒီနေ့မင်းတို့တွေအားကိုးယုံကြည်ရတဲ့ဖက်စစ် ဘိုလ်ချုပ်တွေလီရင်နဲ့ထပ်ပြေးသွားတဲ့ဒီနေ့မင်းတို့မိသားစုတွေနဲ့မင်းတို့အဆက်အသွယ်ပြတ်တော့ပြီးမိတော့လို့နော်နာကြီးမုန်တီးမှုနဲ့မြေဝန်းမြေဝန်းပိုင်ရှင်ပြည်သူတရားလုံးကမင်းတို့တွေကိုဝိုင်းပတ်ပြီးတော့ရရလက်နဲ့ကင်ဆွဲပြီးမင်းတို့ရှီကိုတရွေ့ရွေ့ပွရော့စိတ်အုံမမဝိုင်းအောင်ချီကပ်လာတဲ့တိမင်းတို့ဘလို့ အနေထားနဲ့အသက်ဆက်ရှင်ဖို့ကြိုးစားမှလဲအခုကလေးကစဉ်းစားထားကြပါအဲ့တော့ဖက်စစ်ကျမ်းဖက်ကြီးရည်လေးတက်ကြီးကိုဖြိုဖျက်ပြီးတော့စနစ်ကျနာတဲ့ professional ပြည်တော်စု federal ကာကွယ်ရေးတပ်တော်ကြီးတွေမကြခင် ပေါ်ပေါက်လာတော့မှဖြစ်တယ်ပေါ်ပေါက်လာမဲ့ပြည်သူ့ကာကွယ်ရေးတပ်တော်ကြီးတွေဟာမိစာရုရှားတို့မိစာတရုတ်တို့ရဲ့ထောက်ခံမှုနဲ့ပေါ်ပေါက်လာတာမဟုတ်ဘဲနဲ့ပြည်သူတိုင်းရင်းသားတရက်လုံးရဲ့ယင်းနှစ်သေးချံ တားယရနာသူရဲကောင်းများနဲ့စူးစီးဖွဲ့စည်းထားတာမို့လို့ပြည်သူတရားလုံးရဲ့ယုံကြည်အားထားမှုကိုရရှိပြီးပြည်ဆောင်စုတရားလုံးမကြခင်မှာငင်းချမ်းตาရပျော်ရွှင်လာပါလိမ့်မယ်။ဖက်စစ်ကင်းစင်တဲ့ဒီနေ့ပြည်ထောင်စုတရားလုံးအုံအုံထနိုင်ငံတော်တည်ဆောက်မှုလုပ်ငန်းစဉ်တွေကိုစတင်ကြပါလိမ့်မယ်။ဒါကြောင့်ဖက်စစ်တပ်ပြိုနေပြီ။ဖက်စစ်တပ်ကိုအစားထိုးဖို့ပြည်ထောင်စုနိုင်ငံသားအားလုံး ဝန်းရံစူးစမ်းပြီးနိုင်ငံတော်တစ်ကို မကြခင်ထူထောင်ကြပါစို့လို့တိုက်တွန်းလို့ဆော်လိုက်ပါတယ်ပြည်သူတရားလုံးတောက်ခံတော့ပါမကြခင်ကျွန်တော်တို့အားလုံးအတူတူအောင်းလန်းလှိမ့်ထူကြမယ်